အားလုံးပဲမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Page တက်တဲ့အားလုံးမင်္ဂလာပါဟိုတနေ့တုန်းကဒါဟိုတနေ့ကဆိုရတဲ့တနင်္လာနေ့က Sky Sport က Sky Sport တို့မဟုတ်ဘူးလေ Premier League ကနေ Worldwide Manchester United ပေးတက်တယ်ပေါ့လေ Worldwide Manchester United ပေးတက်တဲ့အတွက်ဒါသူတို့ Man United အသင်းရဲ့လက်ရှိ performance နဲ့ Manchester United ကတကယ်ပဲပြန်လာနိုင်ပြီလား Man United က ဒါအောင်မြင်မှုမရတာတဲ့ Ruby Amro လက်ထက်မှာတကယ်ပဲ United ကအရင်လိုပြန်ကောင်းတဲ့ခြေစွမ်းမျိုးနဲ့ challenge အဆင့်ကိုရောက်လာနိုင်ပြီလား Man United ပြန်လာနိုင်ပြီလားဆိုပြီးတော့ပေးသက်တွေကိုသူတို့ဖိုးလုပ်ပြီးတော့မေကွန်ထုတ်ထားတယ် Premier League ကနေ Worldwide ပေးသက်တွေကိုမေကွန်တို့ကမှ United က question က၄ခုပေါ့လေ United ကပြန်တကယ်ပြန်လာပြီလားပြီးတော့မှပြန်လာတကယ်ပြန်လာပြီလားမှာသူ maybe ပေါ့လေတိမသေးချာသေးဘူးဆိုတဲ့သဘောတရား maybe ပြန်လာခေါင်းပြန်လာနိုင်တယ်ဆိုတဲ့ တကွက်ရှိတခုအဖြစ်နောက်တစ်ခုကဘာဖြစ်လဲဆိုတော့တေချာပေါက်ပြန်လာပြီဆိုတော့တခုနောက်တစ်ခုကတော့ပြောဖို့အရန်စိုးစိတဲ့တစ်ချက်ရဲ့နောက်ဆုံးတစ်ခုကတော့လုံးဝမဟုတ်သေးဘူးဆိုတာလုံးဝကိုမဟုတ်သေးဘူးဆိုတဲ့အချက် no chance ဆိုတဲ့အချက်ပေါ့လေလေးခုပေါ့လေ maybe ရဲ့ဒါ too soon ရဲ့အဲဒီဘယ်လိုပြောမလဲဒါပြီးတော့မှ no chance အပါဝင် စုစုပေါင်းအဖြစ်၄ခုပေးတယ်ဒါပေးတဲ့တော်တော်များများကို Premier League ကနေမေးထားတာလက်ရှိမှာ majority ပြိတ္တအများစုက Manchester United ရဲ့ပြိတ္တတွေဖြစ်မှာပေါ့လေသူပြိတ္တတွေပဲဖြစ်မှာပေါ့သူပြိတ္တတွေကတော့29 28%က Man United ပြန်လာပြီလို့ပြောတယ်အဲ့နေရာမှာပြောဖို့အရန်စောသေးစေဆိုတဲ့ပြိတ္တတွေကလည်း29%ရှိတယ် ိုက်နဲ့မှမသေးချာမေးရတဲ့အဖြစ်နဲ့ပြန်လာဖို့မသေးတော့မသေးချာသေးဘူး maybe ဖြစ်လဲဖြစ်ကောင်းနိုင်တယ်ဆိုရယ် percentage နဲ့လုံးဝ chance နဲ့ဆိုရယ် percentage ကလည်းနေတော့နေတယ်ဒါပေမဲ့ no chance ဆိုရယ် percentage ကတော်တော်လေးများတယ်တကယ်တမ်းအဲ့မှာ Manchester United ပြည်သက်တည်းအခုကျွန်တော်မေးကြည့်တာဗောလေတကယ်ယူနိုက်တက်ကဝူပင်အမ်ရိုလက်ထက်မှာပြန်လာနိုင်ပြီလား ပြန်လာနိုင်ပြီလားအခုကျွန်တော်တို့ကဒီ gain တွေကိုတွေးပြီးတော့မှဒီ gain တွေကိုကြည့်ပြီးတော့မှ United ကအမှန်တိုင်းပြောရင်တော့တိုးတက်လာတော့အများကြီးပဲဗျာကိုသမားဆန်နီလက်မန်ဆိုရင်သူစရောက်ခရေကသူစဖမ်းတဲ့ပွဲရဲ့တောက်ဆောင် performance ပြနေတာအသင်းရဲ့ခံစစ်ကလည်း solid ဖြစ်တယ်အခုအသင်းကနေပြန်လာနိုင်တဲ့ထားတယ်မှာ Lisandro Martinez ရောက်ကြံသေးတယ်ကြံသေးတယ်ဆိုတော့ကွင်းလေကတော့ okay တိတ်တော့အားမရပါပဲခါလို့ခက်စမီရိုရှိကအရင်လို performance တွေတွေးရတယ် နောက်တိုက်ရှိကလည်းအ ਨੇ ဆုံးတော့အခုညာရောအံပွဲမိုးရောက ground run နဲ့ performance တွေဖြစ်လာပြီဆိုတော့အချင်းအချင်းက full back တွေကလည်းအားကောင်းလာတဲ့အချိန်မှာဒါအခုဆိုရင်ပြ injury တော်တော်လေးကင်းတယ်လို့ပြောလို့ရတယ် right back မှာ right full back မှာ Mazarawi ရှိတယ်ဒါ Amadia လို့ရှိတယ်ဒါလို့ရှိတယ် Patrick Dubu ရှိတယ်နှစ်ဆုံးရှိတယ် full back center back မှာလည်းကျွန်တော်တို့ဒန်ယာရတဲ့ဒီ Marty Listen to Martinez ကလွဲရင်ဒီ league ကကျွန်တော်တို့အခုသူတို့ United စခေါ်တဲ့အချိန်ကနေလက်ရှိချိန်ဒီမှာတော်တော်ကောင်းတဲ့ performance သူ့ ဒီအနီအနီကုခေါ်ထားတဲ့အကောင်းဆုံးကစားမဘူးလေသူစခေါ်တဲ့အချိန်တည်းကနေလက်ရှိအချိန်တည်းသူသူခြေစွမ်းအငြိမ်ဆုံးကစားမပဲမတိုင်းစီလီငြိမ်တဲ့လန်နီယိုရိုပိုတန်ရှယ်အများကြီးရှိတဲ့လူရှော်ပြန်အားကိုးနေရတဲ့မကွာရကအမြဲအားကိုးရတဲ့အရာကူမမန်ချက်စတာယူနိုက်တက်အသင်းမှာအခုအခုလီဆန်ဒိုမာတီနက်တယောက်ပြန်လာမယ်အေဗန်ဟက်ဒန်ဆိုတဲ့ချက်တိတ်လေးရှိတယ်နောက်မာဇာရောဝီရှိတယ်အဲ့ဆိုအဲ့ဆန်တဘက် option အတွက်လူတော်တော်လေးရှိတယ် ဲ့မှာဖူးပတ်မှာခုနပြောတဲ့ကျွန်တော်နှစ်ယောက်နှစ်ယောက်ထက်ရှိတယ်။တော့တိုက်စစ်ကအန်ပွေးမိုးရဲ့၊ကုညာရဲ့ပြီးတော့မှဆက်စကိုရဲ့ကိုမမေဆာမောင်းကစားလို့ရတယ်၊ဘရူနိုကစားလို့ရတယ်၊တဆယ်ရိုးမှာနောက်ဆုံးအာမက်ဒီယန်လိုတက်ကစားလို့ရတယ်။ဆိုတော့တိုက်စစ်ကလည်းပြတ်သားမှုရှိအဲ့တိုက်စစ်အထောင်တိုက်စစ်မှုတစ်ခုပဲနည်းနည်းလေးအန်ပွေးမိုးနဲ့ကုညာနဲ့ဒါဆက်စကိုနဲ့တရားရောက် တက်ကစားအဲ့အထောင်တိုက်စစ်မှုတစ်ခုကနည်းနည်းလေးတော့လိုအပ်ချက်ရှိနေသေးတယ်။ဒါပေမဲ့ကွင်းလယ်မှာဘရူနိုရှိမယ်၊ကက်ဆမီရိုရှိမယ်၊အရန်ကမိန်းနူးရဲ့ပြီးတော့မှ မန်ဝဲဥကာတီရှိမယ်ဆိုဒီလိုအခြေအနေမှာမန်ချက်စတာကအကွင့်လေတော့နည်းနည်းတော့ဝီးဖြစ်နေတယ်တကယ်ပဲသူတို့ပြန်လာနိုင်ပြီလားအခုပွဲတွေကိုကြည့်တဲ့အခါမှာမန်ယူနိုက်တက်ပွဲတွေကတကယ် winnable ပွဲတွေပေါ့လေအနိုင်ရဖို့ဖြစ်အရင်ရဖို့တိတ်မခက်ခဲတဲ့ပွဲတွေ on paper ရဆိုရင်ဟာဒီပွဲ United နိုင်ပါပဲဆိုတဲ့ပွဲမျိုးတွေများတယ်ဗျာဒါပေမဲ့အခု international break မသွားခင်နှစ်ပွဲလာနေတယ် နွေမာရှိရနေ့မတိုင်းကမှာကျွန်တော်နှစ်ပွဲရှိတယ်။ Northern Forest away ကိုနဲ့ Spur away ကိုနှစ်ပွဲ။ Fire Forest ကပုံမှန်အဖြစ်တော့မခတ်တော့ဘူး။ဒါပေမဲ့ Shawn Dyke ဖြစ်နေတဲ့တစ်ချက်ရဲ့ away ကိုဆိုတဲ့တစ်ချက်ကတော့ငယ်ရသတိထားရမယ့်ပွဲတစ်ပွဲရဲ့။ Now Spur away ကိုဘာလို့ Spur ကကောင်းနေလဲဗျာ။အခု Spur ကလည်းအမှန်တမ်းပြောရင်တော့သူတို့အိမ်ကွေအခြေယူဗျာ။ away ကိုတော့တော်တော်ကောင်းတဲ့အသင်း။ So Ice Spurs ကဒီဘက်နောက်ပိုင်းမှာ United ကိုခဏခဏဒုက္ခပေးတဲ့အသင်း။ Forest လည်းဒီတိုင်းပဲ။ So အဲ့နှစ်ပွဲကိုဒါ Ruby Amro ကြော်ဖြတ်နိုင်မယ်ဆိုရင်တော့ တီးကြတယ်သူတို့က seriously ပြန်လာနိုင်ပြီ champion supply တွေအတွက်အရန် solo ကောင် solo နိုင်တယ် title challenger အတွက် solo ကောင် solo နိုင်တယ်ဒါပေမဲ့ champion ဆိုတာကကျွန်တော်ပြောချင်တယ် premier league champion ကိုပြောတာဒါပေမဲ့တီးကြတာတော့ top 4 race နဲ့ top 5 race champion league ဝင်ခွင့်အတွက်တော့သူတို့အတွက်ကောင်းကောင်းချန့်ရှိလိမ့်မယ်အဲ့ဒါပြီးတာနဲ့ကျွန်တော်ပြောတဲ့ဒါနောက်ပွဲတွေမှာ Everton တို့ Palace တို့ West Ham တို့ Wolverhampton ဘုံပေါက် Aston Villa နောက် Newcastle Wolverhampton ဒီ Wolverhampton ပြီးတော့မှ Leeds United Burnley ဇက်တိုက်ပွဲချက်ပွဲချောင်းနေကြီးမယ်အဒါမန်ယူနိုက်တက်ကအာစနယ်တို့ဒီမန်စီးတီးတို့ဒါချယ်ဆီတို့ထော်တန်တို့နဲ့ထပ်မတွေ့ခင်ဆိုတော့ဒါယူတကယ်ပဲမန်ချက်စတာယူနိုက်တက်ပြည်သက်ဘယ်လိုမြင်ကြလဲရူဘင်အမ်ရွန်အသင်းကတကယ်ပြန်လာနိုင်ပြီလားပြန်လာဖို့စောနေသေးလားပြောဖို့စောနေသေးလားမသေးကြမေးရပဲရှိသေးသေးလားပြန်မလာနိုင်သေးပါဘူးလိုအပ်ချက်တွေရှိပါသေးတယ်ဆိုတော့ဘလို့မြင်လဲအဲ့ဝေါ်ဝိုက် question မေးထားတဲ့အပေါ်ဘလို့မြင်ကြလဲကိုမမဝေယမတ်ချက်ပြကြပါအလုပ်ကြည့်ကြပါလား